ဒီလိုအကြောင်းရင်းတွေကြောင့်စင်ကာပူနိုင်ငံမှာတယောက်တည်းနေဖို့ထွက်သွားပြီဖြစ်တဲ့အင်ဒရာဂျော်စင်းရဲ့သမီးလေးပြည်သူဒရာပြည်သူများအလုံးမင်္ဂလာပါရှင့်ပေါမီဆယ်လဘရီကနေပြလဲကြိုဆိုလိုက်ပါတယ်အကြောင်းရင်းတစ်ခုကြောင့်စင်ကာပူနိုင်ငံကိုထွက်သွားတာကတော့ပြည်သူ့နဲ့အင်ဒရာဂျော်စင်းတို့ရဲ့သမီးလေးပြည်သူဒရာဖြစ်ပါတယ်အလုံးသိကြတဲ့အတိုင်းပြည်သူ့နဲ့အင်ဒရာဂျော်စင်းတို့ရဲ့သမီးလေးပြည်သူဒရာဟာတနေ့တစ်ထက်ပုံမူပြီးအလှသွေးကြွယ်ကချစ်စရာကောင်းလာတာကြောင့်တနေ့တစ်ထက်ပြည်သူဒရာလေးကိုချစ်ခင်အားပေးရပြည်သူတွေများပြားလာပါတယ် ဒါကလည်းပြည်သူ့ထွာလေးရဲ့မိဘနှစ်ပါးရဲ့အမွေအကြောင်းလို့ဆိုရမှာပါတကယ်ဆိုရင်နမကြီးတယောက်ဆောင်မင်းသားမင်းသမီးတွေရဲ့သားသမီးတိုင်းကလူရည်ရဲ့ချစ်ခင်အားပေးခြင်းကိုရရှိနေရမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့လည်းပြည်သူ့ထွာလေးကတော့ငယ်စဉ်ဟိုကလေးပေါ့ဆအရွယ်လေးကနေမျက်နှာမြင်ရင်ချစ်ခင်ပါစေဆိုနေပြည်ထားတဲ့သမီးလေးလို့ဆိုရမှာပါ နိုင်ငံကျော်နုပညာရှင်ဇနီးမောင်နှံဖြစ်တဲ့ပြည်တီဦးနဲ့ဦးဝဲတို့မှသမီးကြီးပြည်သူတို့တားငယ်လေးပြည်တီရတို့နှစ်ယောက်မှပြည်သူတို့လေးကပိုးပြီးချစ်စရာကောင်းလို့ပြည်သက်တွေရဲ့အာယုံဆိုင်မှုတွေကိုငယ်စဉ်ကတည်းကခံထားရတာဖြစ်ပါတယ်။ တကယ်ဆိုရင်တော့ပြည်သူ့နဲ့အင်ဒရာဂျော်စင်တို့ဟာသမီးလေးပြည်သူ့ရရဲ့ဓာတ်ပုံတွေပုံရိပ်တွေကိုအင်တာနက်ဆိုရှယ်မီဒီယာတွေမှာတင်လေးတင်ထားမရှိပါဘူး။ဒါပေမဲ့လည်းပြည်သူ့ရလေးဟာငယ်စဉ်ကတည်းကမိခင်အင်ဒရာဂျော်စင်နဲ့ဖခင်ပြည်သူ့တို့ရဲ့အလားတရားတွေကိုရရှိထားကောင်းချစ်စရာကောင်းနေခဲ့ပါတယ်။အထူးသဖြင့်တော့ပြည်သူ့ရလေးဟာငယ်စဉ်ကတည်းကမိခင်လိုပဲပါပေါင်းပေါင်းလေးနဲ့ချစ်စရာကောင်းနေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းပရိသတ်တွေကတော့ပြည်သူ့ရလေးရဲ့ဓာတ်ပုံတက်လာတိုင်းမှာချစ်ခင်အားပေးကြပါတယ်။ဒီလိုနဲ့ပဲအချိန်တိုင်းတာတစ်ခုအတွင်းမှာတရ ောက်ဆောင်မင်းသားပြည်တူဦးနဲ့မင်းသမီးဦးဝဲတို့ရဲ့သမီးလေးပြည်သူတို့ကဆယ်ကျော်သက်မီးကောင်ပေါက်ခြားသိမ်းမလေးအရွယ်ကိုရောက်ရှိလာတာဖြစ်ပါတယ်။ဒီလိုမျိုးပြည်သူတို့လေးဟာတစ်နေ့တစ်နေ့အရွယ်ရောက်လာတာနဲ့အတူ မိခင်အင်ဒရာဇော်စင်ရဲ့အလားတရာအမွေတွေကိုစက္ကန့်ထားနိုင်တဲ့သမီးအဖြစ်ခြေကျူးခံနေရတာဖြစ်ပါတယ်။ဒါကြောင့်လည်းပြည်သူတော်လေးဟာအနုပညာအလုပ်တွေတစ်ခုမှမလုပ်ရပေမဲ့အမကန်ပရိသတ်တွေအများများရရှိနေပါပြီ။အထူးသဖြင့်တော့ပြည်သူတော်လေးရဲ့ TikTok ဗီဒီယိုနှစ်ပုဒ်ကြောင့် fan တွေတိုးလာခဲ့ရဖြစ်ပါတယ်။ဒါပေမဲ့အခုအခါမှာတော့ပြည်သူတော်ကအကြောင်းရင်းတစ်ခုကြောင့်မိဘတွေနဲ့အတူမနေရပဲစင်ကာပူနိုင်ငံမှာတယောက်တည်းနေထိုင်ရတယ်လို့သိရပါတယ်။ဒါကလည်းပြည်သူတော်လေးရဲ့ပညာရေးကြောင့်ဖြစ်ပါတယ်။ပြည်သူတော်ကအလဲတန်းနဲ့အထက်တန်းကိုစင်ကာပူနိုင်ငံမှာတက်ရောက်မယ်လို့သိရပါ ါဗျ။ဒါကြောင့်မလို့အားလုံးကချီးကျူးနေကြတာပါ။ အထူးသဖြင့်တော့ပြည်တည်ဦးနဲ့အင်ဒရာကျော်စင်ရဲ့သမီးလေးပြည်သူရကစာလဲတော်တယ်လို့ပကြီးလဲတော်တယ်လို့သိရပါတယ်။ပြည်သူရလေးကဒီလိုမျိုးထူးချွန်ထက်မြက်တဲ့အခြေအနေတွေကြောင့်မိခင်ဦးဝဲနဲ့ဖခင်ပြည်တည်ဦးတို့ကသမီးလေးပြည်သူရကိုစင်ကာပူနိုင်ငံကပညာသင်ကြားစေဖို့အတွက်ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်ပြည်သူရလေးဟာတည်ငြိမ်ရင်းချက်ပြီးတော့အရာရာကိုစူးစမ်းလေ့လာတယ်လို့လည်းအသက်၁၄နှစ်အရွယ်မှာစင်ကာပူမှာတယောက်တည်းကျောင်းတက်တော်မှာဖြစ်ပါတယ်။ပြည်သူရလေးကစင်ကာပူမှာတယောက်တည်းနေရတာနေသားကျလာပြီလို့လည်းသိရပါတယ်။ အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောစာတော်လုံးနဲ့ပြည်သူ့ရာလေးကိုဘယ်လိုထင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။